အားလုံးမင်္ဂလာပါဒီချက်ပြပါရှင်ဒီချက်တို့ဒီနေ့မှာတော့အဓိကမိခွန်းနံပါတ်၈ကိုတောင်းလိုက်ကြရအောင်ပါအဲ့တော့ပုတ်တလေးကိုဖတ်ကြည့်မယ်နော်မိခွန်းလေးကိုဖတ်ကြည့်ပါမယ်တတသမ9အမြောက်32မြည်တို့တွေ့ရမည်ကိုအောက်ပါအတိုင်းရှင်းပြပါဒါတို့သမလို့ရေးဒီချက်တို့ရှိကဗီဒီယိုမှာတွက်ခဲ့တာနဲ့ဘာရင်းများကြွားချမှုရှိပါတယ်လဲရှာကြည့်ပါအောင် ဟုတ်ပါတယ်ရှိကဗီဒီယိုမှာကြတော့ဒသမကိန်းစေလီစိတ်တိဒသမကိန်းကိုဒီချေတို့ကဗာလိလေအပြည့်ကိန်းတစ်ခုနဲ့ညောင်ခဲ့ကြတယ်အခုကကြတော့ဒီချေတို့ဗာနဲ့ညောင်မှာလဲဟုတ်တယ်เนาะငနနှလုံးပါတဲ့အပြည့်ကိန်းနဲ့ညောင်မှာအပထမတော့ကကြတော့ငနတစ်လုံးပါတဲ့အပြည့်ကိန်းနေနေပဲတို့ရိညောင်ခဲ့ကြတယ်ဒီတစ်ခေါက်မှာတော့ငနနှလုံးပါတဲ့အပြည့်ကိန်းနဲ့ညောင်ကြမယ်လीเนาะဟုတ်ပြီအဲ့ဒါလေးကိုဒီချေအရှင်းပြပေးပါမယ်ရှင်အဲ့တော့ အခုရင်တော့ကတို့တွေမြောက်ခဲ့တဲ့အတိုင်းပါပဲ။ OKR ဆိုလို့ရှိရင်ဒီ cherry shake ကဗီဒီယိုမှာတွက်ခဲ့တဲ့အတိုင်းတွက်လို့ရမလားကြည့်ကြည့်ကြရအောင်နော်။အရင်ဆုံးတို့တွေနေရာချပါပြီ။ညာဘက်ကိုညှိပြီးတော့နေရာချမယ်။ပြီးတော့ပြီဆိုရင်တော့ဒီ cherry ဒီခုနေရာကနှစ်ကလေးနဲ့တွက်မြောက်ပါမယ်ရှင်။အဲဒီတော့ဒီနှစ်ကခုနှစ်ကိုမြောက်ခုနှစ်နဲ့၄၄လေးရေးတက်မှတ်ထားပါပြီ။ဒီနှစ်ကတက်ကိုမြောက်နှစ်တက်လေးနှစ်တက်နဲ့ပေါင်းလိုက်တော့၃ပေါင်း။ပြီးတော့ဒီ၁၀နေရာက၃နဲ့မြောက်ပါမယ်။အဲ့တော့၁၀နေရာက၃နဲ့ ညောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စေနေရမှာစပြီးတော့မှရေးမယ်။အဲ့တော့ဒီ3ခွ9ကိုမြောက်9 3 21 3နှစ်မှတ်ဒီ3 1ကိုမြောက်3တလီ3ဆိုး4 5ပုံပြီးတော့ရင်တို့တွေကိုပြန်ပေါင်းဒါလေးက4ဒါလေးက3နဲ့1နဲ့ပေါင်းတော့4ဒါလေးက5ပုံဟုတ်ပြီပြီးတော့တော့မှနောက်ဆုံးအဆင့်အနည်းနဲ့ဘာလို့ကြောင်လဲတို့တွေတီကိန်းအတိုင်းဒသမဖြတ်ကြရအောင်တီကိန်းကိုကြည့်လိုက်တော့ဒသမရဲ့အနောက်မှာဂဏန်းတက်လုံးရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဖြေမှလည်းဒသမရဲ့အနောက်မှာဂဏန်းတက် ုံးဒီချေကိုမှတ်ပြီးလိုက်ရင်ရပါပြီရှင်။ဟုတ်ပြီနော်။အဲ့တော့ပြီးခဲ့တဲ့သင်ခန်းစာမှာတွက်ခဲ့တဲ့အတိုင်းတွက်လို့လည်းရတယ်။ပြီးတော့လို့ရှိလို့ရှင်ဒီချေတို့ကဒသမကိန်းလေးကိုခဏလေးဖြောက်ထားပြီးတော့ sorry ဒသမအမှတ်ကလေးကိုခဏလေးဖြောက်ထားပြီးတော့အပြင်ကိန်းကြီးမြောက်တဲ့အတိုင်းနဲ့တို့ရင်းမြောက်ကြည့်လို့ရတယ်နော်။ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းဒီချေတို့အောက်ကနံပါတ်73တွက်ကြည့်ကြရအောင်နော်။ဒီချေနဲ့တွေ့တွေ့တွက်ပါပြီ။လာအဲ့တော့ချေကမေကွန်လေးကိုပါပြီရှင်။ ဟုတ်ပြီနံပါတ်73ငါတသမ3အမြောက်28တပုအတွက်မိကုန်လေးပြင်ကူပါပြီ73ပုံမှာအဲ့တော့ငါတသမ3အမြောက်28ပုံအဲ့တော့ဒီချေတို့တကြောင်ကျော်ပြီးတော့နေရာချကြရအောင်ညာဘက်ကိုညှိပြီးတော့နေရာချပါမယ်ဘလိုလေးနေရာချမလဲဟိငါတသမ ၃28ကိုဘလို့နေရာချနဲ့ရှေ့ကလေးရဒီမှာနှစ်ကလေးကိုဒီမှာနေရာချလိုက်ပါရှင်။ Okay ပြီးတော့ရင်မြင်ပိတ်မယ်အမြောက်လက္ခဏာထက်ဒီချက်ရုပ်ခုနေရာကဂိမ်းနဲ့အရင်ညသိကြရအောင်ဒီရှေ့က၃ကိုမြောက်ပါမယ်။ဒီရှေ့က၃ကိုမြောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေ့အောက်ကနေစာရည်မယ်နော်။အဲ့တော့ဒါသူကခုနေရာလေးနော်။ခုနေရာနေစာရည်မယ်။ရှေ့၃လေးရှေ့၁လေးရှေ့၈၄၆ရှေ့၃လေး24 24ဆိုတော့၄ရေးနှစ်မှတ်ထားပါရှင်။ဒီရှေ့က၅ကိုမြောက်ရှေ့၅လေး40 40ရဲ့နှစ်ရဲ့ပေါင်းလိုက်တော့ 42အရှိကိုတိုးပြီးရေးမယ်နော်။ Okay ပြီးတော့ပြီဆိုလို့ရှင်စေနေရခင်နဲ့မျှကြရအောင်။စေနေရမှာကနှစ်ရှိတယ်။နှစ်က3ကိုမျှ။နှစ်3လီဘလောက်လဲ6ဒီနှစ်က5ကိုမျှ။နှစ်5လီဘလောက်လဲ10အရှိကိုတိုးပြီးတော့မှရေးပါပြီ။ပြီးတော့ရင်သူတို့တွေကိုဘာလုပ်မလဲ။ပေါင်းကြရအောင်။ Okay Okay ပေါင်းကြပါမယ်။ဒါလေးက4ပါရှင်။နှစ်နဲ့6နဲ့ပေါင်းလိုက်တော့8ဒါလေးကလည်းဘလောက်လဲ4ဒါလေးကဘလောက်လဲ7 ကျက်ဒသမလေးဖြတ်ကြရအောင်ဒသမဖြတ်လိုက်တော့တီကင်းအတိုင်းဖြတ်ပါမယ်တီကင်းကိုကြည့်လိုက်ပါဒသမရဲ့အနောက်မှာခဏန်းတစ်လုံးရှိရတဲ့ကြောင့်မလို့ဒုရရဲ့မြောက်လက်မှာလည်းဒသမရဲ့အနောက်မှာခဏန်းတစ်လုံးဖြတ်ပြီးလိုက်ပါရှင်ဟုတ်ပြီအားဆိုလို့ရှင်ဖြည့်ထုတ်လို့ရပါပြီအဖြည့်ဘလောက်လဲဟိ148ဒသမ4ဖြစ်ပါတယ်နော်ဟုတ်ပါပြီအောင်ဆိုလို့ရှိရင်ဒီပုံစံအတိုင်းဒီကျေတို့နံပါတ်14တွေ့ကြရအောင်ပါဒီချင်းနဲ့တူတူတွေ့ကြပါမယ်ရှင် โอเคနံပါတ်14ရဲ့ကာကြီးကိုတွေ့ကြမယ်เนาะ14ပုံမှာကာကြီးတစ်ချက်ပုံစံလေးကိုပါပြီ4.8အမြောက်34ဒါကြောင့်ကြော်ပြီးနေရာချမယ်ဘေးမြင့်လေးနဲ့အနေငယ်ခွာပြီးရောချပါပါเนาะအဲ့တော့ခြေတို့လေးတသမာခွနဲ့ပြီးတော့တဆက်လေးကိုကြတော့ညာဘက်ကိုညခွနဲ့ရအောင်ပါလေဒီရှိမှာက1ဟုတ်ပြီဟိညင်းပိတ်မယ်အမြောက်လက္ခဏာထင်ပါမယ် အဲ့တော့ဒီခုနေရာက၄နဲ့အမြင်မြောက်ကြရအောင်အဲ့တော့9လေးလီဘယ်လောက်လဲ9တက်လီ9 9နန်လီ7လီ9 3 21 9လေးလီ28ရှိရေးနှစ်မှတ်ပါလေးလေးလီ16နှစ်နဲ့ပေါင်းလိုက်တော့18ပေါ့ပြီးတော့ဆယ်နေရာက10နဲ့မြောက်ပါမယ်18နန်လီ9 7လေးလီ4တို့တွေဘာလို့ကြရမလဲပေါင်းကြရအောင်ဟိ ပေါင်းအဲ့တော့ခုနေရာကိုပေါင်းလိုက်တော့ဒါလေးက8 8နဲ့ခုနှစ်နဲ့ပေါင်းလိုက်တော့15 9ရစ်တက်တင်ပြီ9ရစ်တက်တင်လိုက်ပြီ4နဲ့တက်နဲ့ပေါင်းတော့9တက်နဲ့ပေါင်းလိုက်တော့6ဒါကြောင့်မို့လို့တို့ရဲ့အဖြေကဘယ်လောက်ရမလဲအဖြေ658ဟုတ်လားမဟုတ်သေးပါဘူးဒသမဖြတ်အားပါအောင်မယ်ဒီကိန်းတိုင်းဒသမဖြတ်တော့ဒသမရဲ့အနောက်မှာခဏန်းတလုံးအဲ့တော့ဒီကျေရူရဲ့အဖြေက65ဒသမ8ရပါတယ်နော် โอเคဒါဆိုလို့ရှိရင်ဒီကျေတော့နမတ်ခခွေတွက်ကြရအောင်ပါနမတ်ခခွေပုံစံလေးကိုလိုက်ပြီး9တသမ7အမြောက်32เนาะတသမဂိမ်းကိုဒီကျေတော့ကနန်းနှလုံးပါတဲ့အပြည့်ကိန်းနဲ့ညောက်တာလေးနော်ဟုတ်ပါပြီအောင်ဆိုလို့ရှင်နေရာချချရအောင်ခနဲ့တသက်မှာ ကျစ်ပြီးတော့32ကိုဒီလိုမျိုးလေးနေရာချပါမယ်ညာဘက်ကိုညှိပြီးတော့ချမှာပေါ့ပြီးတော့အမြောက်လက္ခဏာထက် okay အဲ့တော့မြောက်ကြရအောင်ပါညနေတနေမြောက်ပါမယ်ဒီနှစ်က1ကိုလည်းမြောက်မယ်ခုနှစ်ကိုလည်းမြောက်မယ်နှစ်တလေးနှစ်ဒီနှစ်ကခုနှစ်ကိုမြောက်တော့နှစ်ခုနှစ်လေးဇက်4ဆိုတော့ဒီကျတို့အရှိမတစ်ထားပြီးတော့မှရေးရပါမယ်ရှင်တနေရာတိုးပြီးရေးမယ်နော်ပြီးတော့10နေရာက3နဲ့မြောက်ပါမယ်အဲ့တော့10နေရာက3နဲ့မြောက်မှာမလို့10ရဲ့အောက်ကနေဒီ10နေရာရဲ့အောက်ကနေစရည်မယ်နော် ဲ့တော့သုံးတက်လီ3သုံးခနဲ့လီ27အရှိကိုတနည်းအားတို့ပြီးရေးပါပြီးတော့ညင်ပိတ်ပြီးသူတို့တွေကိုမလုပ်မလဲပေါင်းကြရအောင်ဟိပေါင်းလိုက်တော့ဒါလေးကဘယ်လောက်လဲ2 4နဲ့3နဲ့ပေါင်းလိုက်တော့9 3နဲ့3နဲ့ပေါင်းလိုက်တော့2ဒီအရှိက2ညောက်ပြီးွားပြီဆိုတော့မှတီကင်းအတိုင်းဒသမဖြတ်မယ်တီကင်းကဒသမရဲ့အနောက်မှာခဏန်းတစ်လုံးမို့လို့ညောက်လက်မှာလည်းဒသမရဲ့အနောက်မှာခဏန်းတစ်လုံးဖြတ်ပေးလိုက်ပါရှင်အဲဒါဆိုရင်တို့တွေအဖြေထိုးကြရအောင်အဖြေ 228ဒသမ1ဖြစ်ပါပြီရှင်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ဒီချေတို့နံပါတ်ဘလောင်းဆက်တွက်မလဲ။ခေါင်းငယ်ခါကြီးဆက်တွက်ကြရအောင်ပါ။ editor number ခေါင်းငယ်ရှင်။ နံပါတ်ကငယ်နံပါတ်ကငယ်ပုံစံလေးက၈တသမနှစ်အမြောက်29ဟုတ်ပြီအရှင်အဲ့တော့စေလီစိတ်ဒီတသမဂိန်းလေးတသမဂိန်းကိုဒီကျေတို့ကနေနှလုံးပါတဲ့အပြေဂိန်းနဲ့မြောက်ကြမယ်နော်အဲ့တော့နေရာချပါပြီ၈တသမနှစ်ကို29နဲ့နေရာချမယ်ညာဘက်ကိုညှိပါမယ်နော်ဟုတ်ပြီနော်ညာဘက်ကိုညှိပြီးနေရာချဓမ္မကကိုဒီရှိမှာကနှစ်ကိုထည့်ပါပြီအဲ့တော့အမြောက်လက္ခဏာထည့်โอเคမြောက်ကြရအောင်ဟိဒီကိုကနှစ်ကိုမြောက်9နဲ့48ရေးတက်မှတ်ပြီး 第哥，阿叔哥，娘哥，姐哩。 ကိုငါလေး45ကိုချလေး54ကိုခနဲ63 96လေး82ဆိုတော့83ဖြစ်ပါတယ်ရှင်ပြီးတော့ရောစေနေရကနှစ်နဲ့မြညနေလေးလေးနှစ်ရှစ်လေး16 16ဆိုတော့ရှေးလေးတို့ပြီးရေးလိုက်ပါမယ်နော်ဟုတ်ပါပြီအဲ့တော့သူတို့ကိုဗာပြန်လုံးပါလဲပေါင်းကြရအောင်ဟိအဲ့တော့ခုနေရမှာက8စေနေရမှာက9 9နဲ့6နဲ့ပေါင်းလိုက်တော့73 3ရည်တက်တယ်ပါပြီရှင်တင်းတင်းနဲ့ပေါင်းလိုက်တော့2အားလုံးပြီးတော့ရောမှာတတမဖြစ် တီကင်းအတိုင်းဖြတ်ပါမယ်ဒါကြောင့်မို့လို့တသမရဲ့အနောက်ကနတ်တလုံးအဲ့ဒါကြောင့်မို့လို့ခြေဘယ်လောက်ရမလဲအခြေ238တသမ8ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နံပါတ်ကငင်ပြီးတော့ရင်တို့ရင်နံပါတ်ဂါကြီးတွက်ကြရအောင်ပါနံပါတ်ဂါကြီး ကဲနမကကြီးပုံစံလေးက6အမြောက်8အမြောက်36ဒါကြောင့်ကြော်ပြီးတော့နေရာချပါပြီအဲ့တော့6အမြောက်8ကို36နဲ့ညှောက်ပါမယ်ညာဘက်ကိုညှိပြီးနေရာချပါပါတော့အဲ့တော့မြင်ပိနဲ့အမြောက်လက္ခဏာ7အဲ့တော့ခုနေရာကနေစမြောက်ကြရအောင်ခုနေရာကနေညှောက်လိုက်တော့ဒါလေးက 巧巧观树公鸟，宝贝，巧学梨，想哪里理人是梨里人，学习里面妹，巧找理，懂得巧，懂得公，懂得学，懂得故，理人万岁。OK，miñao 打扰，谢你呀，妹妹。谢你呀，马哥，懂懂啊，树公鸟，学懂理，学得学，学理的巧，学懂理那是理理一，你们宝贝学。你懂啊，巧公鸟，巧懂理，知识是苦那是就白。 ဒါဆိုရင်သူတို့ကဘာလုပ်မှာလဲပေါင်းကြရအောင်မပေါင်းပါမယ်เนาะအဲ့တော့ခုနေရာမှာပေါင်းလိုက်တော့80နေရာမှာပေါင်းလိုက်တော့၄ရာချင်းချင်းပေါင်းလိုက်တော့၄ထောင်ချင်းချင်းပေါင်းလိုက်တော့၂ဒသမဖြတ်ပါမယ်ဒီကိန်းတိုင်းဒသမဖြတ်တော့ဒီနေရာလေးမှာပါရှင်ဒါကြောင့်မို့လို့သူတို့ရဲ့အဖြေကအဖြေ244ဒသမ8โอเค ကဲပြီးသားပြီဆိုရင်တော့ဒီကျဲတို့နံပါတ်14ပြီးသားတော့နံအာ sorry ငါကြည့်ပြီးသားတော့ငါစာလုံးတွေ့ကြရအောင်ပါဟုတ်ပါပြီ edit.number ငါ နံပါတ်5ပုံစံလေးကိုပါမယ်နော်နံပါတ်5က9တသမ9အညာ45ဟုတ်ပြီရှင်တကြောင်ဆိုပြီးနေရာချပါပြီ9တသမ9ကို45နဲ့ညောင်ပါမယ်အဲ့တော့မြင်ပိမယ်အညာလက္ခဏာထက်ခုနေရာက9နဲ့ညောင်ကြရအောင်ပါငါကိုလီပုံငါလီ45 9ရေး4မှတ်ငါငါလီ25 26 27 28 29 ်ပြီးတော့10နေရာက၄နဲ့မြောက်မယ်၄က9ကိုမြောက်9လေးလီကိုတက်ကိုကိုနိုင်ချက်ရကို30ကွန်9လေးလီ36 6သုံးပတ်မီဒီ၄က9ကိုမြောက်9လေးလီ20 20ရ3ရပေါင်းလိုက်တော့23ဟုတ်ကဲ့မြင်ပိတ်ပါပြီရှင်ဘာလုံးပါလဲ ပေါင်းကြရအောင်မခုခုချင်းပေါင်းလိုက်တော့ဘယ်လောက်ရမလဲဟိ9 6နဲ့ပေါင်းလိုက်တော့15 9ရစ်ချစ်ချင်းလိုက်ပါပြီ2ရ3ရပေါင်းလိုက်တော့6 7နဲ့ပေါင်းလိုက်တော့9အရှိက2ဒသမလေးဖြတ်ကြရအောင်ဒီကိန်းတိုင်းဒသမဖြတ်လိုက်တော့ဒီနေရာလေးပါရှင်ဒါကြောင့်မို့လို့တို့ရဲ့အဖြေက200 အဲဒီချက်ခုနှစ်ဖြစ်သွားရတယ်เนาะဟုတ်ပြီเนาะညနေ3နာရီပေါင်းလိုက်တော့9တင်းနဲ့ပေါင်းလိုက်တော့6ဒါကြောင့်မဟုတ်လို့265ဒသမ5အဖြေထိုးကြရအောင်ပါအဲဖြေ265ဒသမ5ဟုတ်ကဲ့နံပါတ်5ပြီးသွားတော့ဒူရီနံပါတ်စလုံးတက်ကြပါမင်းတို့စလုံး၃ညတသမ9အမြောက်64ဒီကြောင်ကြော်ပြီးနေရာချပါပြီအဲ့ဒီတော့ ၃ညဒသမ8နဲ့64နဲ့နေရာချလိုက်တော့ညာဘက်ကိုညီပြီးနေရာချပါမယ်ဒီနေရာမှာက6ပေါ့အဲ့တော့မြင်ပိမဲ့အညောင်လက္ခဏာထဲထဲလိုက်တော့ခုနေရာက4နဲ့ရင်းစမြောက်ပါမယ်ရှင်ဒီ4က8ကိုမြောက်အဲ့တော့8လေးလေး9321 9428 8 4ရေးနှစ်မှတ်ပါပြီရှင်၄၃ညလီ၃ည2နဲ့ပေါင်းလိုက်တော့2ပြီးတော့10နေရာက6နဲ့ညပါမယ်69လီ66လီ36 69လီ 42နေလေးမှတ်ပါမယ်နော်6က3ညကိုည6 3ညလေး3ည4နဲ့ပေါင်းလိုက်တော့4ပါရှင်ဟုတ်ပြီအဲ့တော့ညင်ပိတ်နဲ့ပေါင်းစားရအောင်ပါပေါင်းလိုက်တော့ဘယ်လောက်ရမလဲဒီနေရာမှာ8ဒီနေရာမှာ4ဒါလေးကဘယ်လောက်လဲ4ဒီတော့ဒီကိန်းတိုင်းတသမဖြတ်လိုက်တော့တသမအနောက်တနေရာဒါကြောင့်မလို့တို့ရဲ့အဖြေကအဖြေ24တသမ8ဖြစ်ပါတယ်ရှင် ဟုတ်ပြီနမဆာလုံးပြီးသွားတော့ဆာလင်းတွေ့ကြရအောင်ပါဆာလင်းဇာခွေနှစ်ပုတ်ပဲကျန်ပါတော့ရေနော် ဟုတ်ပါပြီရှင်။ Okay อ่ะဆိုရင်နံပါတ်စာလင်းနံပါတ်စာလင်းပုံစံလေးပြကြရအောင်ပါ။3ညတသမရွှေအမြောင်း26ဒီကြောင်တော်ပြီးနေရာချပါပြီ။3ညတသမရွှေနဲ့26နဲ့ညောင်းမယ်နော်။အဲ့တော့တသမရဲ့အောက်မှာတော့ခဏလေးသွားမရည်နဲ့နော်။ဒါလို့တမလို့မျိုးစည်ရေလေပုံမှာဆိုလို့ပါရှင်။ဟုတ်ပြီအဲ့တော့မြေပိမ့်မဲ့အမြောင်းလက္ခဏာအထက်ခုနေရာက6နဲ့ညောင်းကြရအောင်။ဒီ6က8ကိုညောင်းအဲ့တော့8940 86 48 ်ချေရေးလေးမှတ်ပါပါရှင်ဒီ6က3ကိုည6 3လေး3ည4နဲ့ပေါင်းလိုက်တော့4ဟုတ်ပြီရှင်ဒီ2နဲ့ညောက်ရအောင်ဒီ2က8ကိုည8နဲ့46 6ရေးတက်မှတ်ပါပါရှင်ဒီ2က3ညကိုည2 3လေး3ည10နဲ့ပေါင်းလိုက်တော့7ဟုတ်ပြီအဲတော့သူတို့တွေကိုဘာလုပ်မလဲပေါင်းပါမယ်โอเคပေါင်းလိုက်တော့ဒါလေးက8 4နဲ့6နဲ့ပေါင်းတော့10 3ည1 7 7နဲ့7နဲ့ပေါင်းတော့ နှစ်အဲ့ဒါကြောင့်ဘယ်လောက်လဲ200ရှစ်ဟုတ်ပြီရှင်အဲ့တော့တိကင်းတိုင်းဒသမဖြတ်ပါပြီအဲ့တော့ဒသမရဲ့အနောက်တနေရာဖြတ်လိုက်တော့ဒုရီအဖြစ်ဘယ်လောက်ရမှာလဲအဖြစ်20ဒသမ8ဖြစ်ပါတယ်နော်ဟုတ်ကဲ့နံပါတ်စလင်ပြီးတော့ဇာခွဲနောက်ဆုံးပုံလေးပါရှင်။ကဲနံပါတ်ဇာခွဲ။အော်ဒီမှာ၆ကနော်။ဟုတ်ကဲ့နံပါတ်ဇာခွဲက3.9အညာ 3ဟုတ်ပြီတရားကြော်ပြီးနေရာချပါပြီ3ညတသမ9943နဲ့မြောက်ပါမယ် downlight နေရာချမယ်ညာဘက်ကိုညှိပြီးတော့ချပေးပါရှင်ဟုတ်ပြီရှင်အဲ့တော့ခုနေရာကနေစမြောက်မယ်ဒီ3ကကိုကိုမြောက်ကို3လီဘလောက်လဲကိုတက်လီကိုကို948ကို3လီ29ခွန်9ရေးနှစ်မှတ်3 3ညလီ3ညနှစ်နဲ့ပေါင်းလိုက်တော့ နေပြီးတော့ဆယ်နေရာနဲ့မြောက်မယ်ဒီလေးကကိုကိုမြောက်ကိုလေးလေးကိုတက်လေးကိုကိုနယ်လေးချက်ရှယ်ကိုသုံးလေး20ခုကိုလေးလေး36 6ရေး3မှဒီလေးရ3ညကိုမြောက်လေး3ညလေး3ညသုံးနဲ့ပေါင်းလိုက်တော့ 3ဟုတ်ပြီသူတို့တွေကိုဗာပြန်လုံးပါလေပေါင်းကြရအောင်ပါ edit. ခုခုချင်းပေါင်းလိုက်တော့ဒါလေးက9 6နဲ့2နဲ့ပေါင်းလိုက်တော့10သင်ရာနေရာမှာက3တလုံးပဲရှိပါတယ်ဒီကိန်းအတိုင်းဒသမဖြတ်လိုက်တော့38ဒသမ9ဖြစ်ပါတယ်เนาะအဲဆိုရင်သူတွေအဖြေထွက်ကြရအောင်ပါအဖြေ38ဒသမ9ပါရှင် โอเคဒါဆိုလို့ရှိရင်တော့ဒါတို့တို့ရေအဲဒီဗီဒီယိုလေးထဲမှာဒီချန်နဲ့အတူတူဆယ်လီသိတိဒသမဂိမ်းလေးကိုကနက်နှလုံးပါတဲ့အပြည့်ဂိမ်းနဲ့မြောက်တာလေးကိုဒီချေတို့အတူတူတွက်ခဲ့ကြရဲ့နော်အဲ့တော့အဲဒီချန်နဲ့အတူတူတွက်လို့ပြီးသွားပြီဆိုလို့ရှိရင်ဒါတို့တို့ကကွန်ဗတ်လေးပါတန်းလို့ရေးခဲ့ပါအောင်ရှင်ဒါမှမဟုတ်လို့လေဒါမှမဟုတ်လို့ရှိရင်လည်းအမှန်ချစ်လေးပြခဲ့ပါအောင်နော် ဟုတ်ပြီနော်အဲ့ဒါမှာတတို့တမလို့ဒီ channel တတူ light matter ကိုဒီ channel သိရမှာပေါ့နော်ဟုတ်ပါပြီအားဆိုလို့ရှိရင်နောက် video ကြာရင်သင်တန်းစာအစ်စ်ကလေးကိုဒီ channel ထပ်ပြီးတော့မှရှင်းပြပေးမယ်နော်ဒီ video လေးကတော့ဒီလောက်ပါပဲရှင်နောက် video မှာပြန်တွေ့ကြရအောင် bye bye